်တင်းနီဆေးရှုပ်နေသည်တခါတရံတွင်အာကေတီယာဘယ်လေးပြဆတ်တိုက်သည့်ကိစ္စမြ мян ပြီးစေခြင်းသည်ထိုဘယ်လေးပြဆတ်ကပြီလင်ရက်လိုက်ရတော်မည်ထိုအခါတွင် သူလဲမာရီယာကိုတွေ့ရတော်မည်မဟုတ်တခါတရံတွင်လဲပြဆတ်တိုက်၍မပြီးစေခြင်းသည်ပဲတတလုံးပြဆတ်တိုက်နေခြင်းသည်ဖေဖော်ဝါရီနေ့မလတဲ့တွင် သူသည်တပတ်လင်6ရက်လုံးလုံးမာရီယာပဲလေးကတီကိုစနေရဝင်တီးပေးနေရသည်မာရီယာက ကာချီတဲ့များကိုကာယလေးကြည်ကံတင်ပေးသည်လှုပ်ရှားမှုတင်ပေးသည်ထို့နောက်သူစန္ဒရာအနာတို့ လာမိကအကြံဉာဏ်တောင်းတတ်သည် မာရီယာဝတ်ထာဒီကိုကြက်အင်ဂျီနဲ့ပေါင်းပြီးကိုသူစိတ်ညစ်သည်အမှန်ကတော့သူ့ကိုဒုက္ခပေးနေသည့်အရာကဘေးလေးကာချီတဲ့သူဝတ်သည့်ကိုကြက်အင်ဂျီမဟုတ်အဖူထစ်အမိုးမောက်အချိန်ဝန်းတို့နဲ့ပြီးသည့်မာရီယာခန္ဓာကိုဖြစ်သည် စိတ်အငြိယဆုံးအချိန်မှာတင်တန်းကိုခဏနာပြီးအပြင်တို့ထွက်ရစားတော့စားကြသည့်အချိန်ဖြစ်သည်ထို့အချိန်မျိုးတွင် မာရီယာကလှလက်လေလေကျဉ်းကျဉ်းနာနာရင်းရင်းနေနီသူတို့နှစ်ယောက်စကားပြောသည်ကလည်းမဆုံးနိုင်တော့တဖြည်းဖြည်းနဲ့သူညံ့နေခင်များသည်တမီးစားချင်းထွက်သည့်ညံ့နေခင်များနဲ့တူနေသည်အမှန်ကမူသူညံ့နေခင်များသည်တမီးစားသို့ညံ့နေခင်မဟုတ်ကြောင်းတင်နီကောင်းကောင်းသိသည်တခါတွင်မာရီယာသည်အာရှတုတ်ဂွေမိသည်ဖြင့် င်နီကပန်းစင်းတစည်းယူပြီးဆေးရုံသို့လူမမာသွားမိသည် သူကတင်ပေးတင်ထိုင်ပြီးသူ့ကိုအားပေးသည့်အနေဖြင့်ရေစရာပုံသူပတ်စတွေကိုပြောသည်မာရီယာက ဟဲပပယ်ရည်သည်ပြန်ကာနီနှုတ်ဆက်တဲ့အခါတွင် မာရီယာကလာမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တင်နီနင်ကအဖော်ရပါရဲ့နော်ဟုပြောသည် ဟုတ်သည်အဖော်တဲ့ဘာအဖော်လဲဟုတ်တော့လေဟုတ်တာအဖော်ပြင်ပါရှိအောင်ပါလေအဖော်ပြင်ပါဖြစ်အောင်ပါလေမာရီယာကလှသည် ကိုယ့်ကိုယုံကြည်မှုရှိသည်အယံမြင့်သည် သူကထိုရည်ချင်းနေပါမှမရှိအဆိုးဆုံးမှာပြဿတိုက်ပြီးနောက်တွင်သူနဲ့သူ့စရာအကြောင်းမရှိတော့ခြင်းပင်ဖြစ်သည်အကြောင်းရှာလို့လည်းရတော့မည်မထင်နောက်ဆုံးတွင် ပြဿကသည့်ညသို့ရောက်လာသည်ဟာပါတက္ကသိုလ်ရှိအနုပညာဝါဒနာရှင်ဆိုလူတို့သည်မာရီယာ၏အကနှင့်ဒီနီ၏ဂီတကိုနားဆင်ကြည်ရန်ဂီတကိုအကဲဖြတ်ရန်အတွက်လွက်ကလစ်ဆက်ယုံတို့လာရောက်အားပေးကြသည် ဒီနေ့မှသူတီဝိုင်းကိုစူးစမ်း၍ခေါင်းဆောင်တည်နေသည်ဖြင့်ပရိတ်သတ်အထားကိုကောင်းကောင်းသတိမပြုနိုင်။တဏီယာတို့အရောက်တွင်ဩဘာလက်ခုတ်တန်တဖြောင်းဖြောင်းကြရသည်။အကကိုဩဘာပေးတာလားအတီကိုဩဘာပေးတာလားမပြောတတ်။ပြားဆက်သူပြားဆက်သားအများစုကအရက်ပြင်းကိုတောက်လိမ့်မရှိ။ထို့ကြောင့်သူတို့အားကွန်ပျူတာကလေးကိုမြန်ချင်းဆိုင်ရှိပြားဆက်တိုက်သည့်အခန်းလေးထဲတွင်ခက်ချင်းချင်းကျင်းပါကြသည်။ဂူအိတ်ဖြူရီမျိုးစုံတိုက်သည် တချို့ကဘီယာနဲနဲ့ပွားပွားတောက်ကြသည်တက္ကသိုလ်နေမြီကဇလန်းပွဲများ၏ပွဲဦးထက်ညများသည်ဘရိုဝေးကစားပွဲဦးထက်ညများနှင့်ဒုတိယအချက်တစ်ချက်ရှိသည်ဇက်အဖွဲ့သူအဖွဲ့သားများသည်တန်းစီထိုင်ကထင်မြင်ချက်များကိုနားထောင်ကြားခြင်းဖြစ်သည်တခုပဲခြားနာသည်ယင်းမှာတက္ကသိုလ်ကပြဆက်များသည်မရဲရောင် တင်းစား၏ထင်မြင်ချက်များကိုစောင့်၍နားထောင်ကြားခြင်းဖြစ်သည်စတနာရီလောက်တွင်မနေ့ပြန်ထွက်မိရာဇဝတ်မှုဟုသောပြဿနာအတွက် ဆွန်ယာ၏ထင်မြင်ချက်ကိုယူလာသည့်လူတစ်ယောက်ရောက်လာသည်မာရီယာ၏ကာဟန်နှင့်ပတ်သက်၍ခွန်အားရှိသည်စိတ်ကူးစိတ်တန်းရှိသည်တည်ထမှုပါသည်ဟုဝေဖန်ချက်တွင်ဆိုသည်ဒီနီ၏ဂီတာနှင့်ပတ်သက်၍စူးစားထားတော်လဲလိုသေးသည်အတူခိုးခြင်းသည်အယိုးသားဆုံးမြှောက်ပင့်ခြင်းတစ်မျိုးဖြစ်သည်ဟုဆိုနိုင်တော်လဲစတာဗင်စကီနှင့်ကော့ပလင်းတို့ကမူဒီနီရော့စီအားမူပိုင်ခွင့်တွင်အခါချင်းငွေတောင်းလိုက်မိခြင်းသည်ဟုခန့်နေနေကလေးရေးထားသည် ဇက်ပွဲမန်နေဂျာသည်ထိုဝေဖန်ချက်ကိုခက်ကြဲကြဲဖတ်ပြသည်ဖတ်ရင်းအတန်နေတုံနေသည်ဒီနေ့ဒီထောင်းကနေဖြစ်သွား၏မရမ်းရောင်တရင်စာမှဝေဖန်ချက်ရေးသူသည် သူ့ကိုခူတုံးလို့၍နာမည်ကြီးအောင်လုပ်နေဟန်သူသည် ထိုသူသည်မိသူနီတဖက်ကိုထိခိုက်မိဟုမစင်စားတော့ပြီလောဒီနေ့ဒီရှက်ရှက်ဖြင့်အခန်းအပြင်ဘက်သို့ထွက်ရန်ရက်လိုက်သည်ထိုစဉ်သူ့ပခုံးပေါ်သို့လက်တဖက်ရောက်လာသည်လှည့်ကြည့်လိုက်သည့်အခါတွင်မာရီယာဒီနေ့ ယူမဆိုင်ပါဘူး။တင်နီကပြောသည်။မာရီယာ၏မျက်နှာကိုလှည့်မကြည့်နိုင်။ဇက်ကုံနောက်တွင်ကြံ့ရည်သည့်သူ့ပစ္စည်းများကိုလည်းအမှတ်မရတော့။တင်နီသည်အပြင်သို့ထွက်လာခဲ့သည်။လေကားသို့ရောက်သည့်အခါတွင်အောက်တို့မြန်မြန်ဆင်းလာခဲ့သည်။ဒီနေရာမှအများဆုံးထွက်သွားခြင်းပြီ။သူ့ကိုတနာသလိုကြည့်နေကြတော့ကြည်များမှဝေးရသို့ရောက်ရှင်လာပြီ။အောက်ဆုံးထစ်တို့ရောက်သည့်အခါတွင်တယ်လီဖုန်းရုံကိုလှမ်းမြင်လိုက်ရသည်။စားပွဲပြီးလင်သူ့ကိုဖုန်းဆက်ရန်မှားလာတော့ဒေါက်တာလင်တော့ကိုတတိယသည်။ ီကောင်မလူပါဝါလို့ဟုသူတွေးသည်ဒီကောင်မ၏ထင်မြင်ချက်ကိုသူ့ဆရာအားမိတို့ပြောရမည်နီသူအချက်ကွဲရပြီလူပုံအလဲတွင်အချက်ကွဲရပြီအထက်နန်းကြောင်းတော့ကပြီးလန်းပေါ်တွင် သူများနောက်ဖုံတုံထုံးသောဖြင့်ကြံရဲခဲ့စဉ်တော့ကလိုလူပုံလဲတွင်အချက်ကွဲရပြီဒီနေ့ဒီမန္နကားကိုတွန်းခွင်းလိုက်ကအေးစိတ်နေတော့မလာ၏အမှောင်ထုတဲ့တို့ထွက်လာခဲ့သည်မျက်နာကို လေးအေးကြီးတစ်ချက်ပင်းတိုက်လိုက်သည်ကိုသူတသိမထားမည်ဒီအဖြစ်ကလေးကြောင့် ဆရာကသူ့ကိုအထင်သေးတော့မည်ဟုတွေးသူစိတ်ဆင်းရဲနေသည်သူသည်ဆရာလင်တော်၏နောက်ဆုံးတပည့်ဖြစ်ကြောင်းကောင်းကောင်းသိ၏ထို့ကြောင့်အတော်ဆုံးတပည့်ဖြစ်ခြင်းသည်အကောင်းဆုံးကြိုးစားခြင်းသည်သူဆက်မသွားနိုင်ကြောက်တုံးလေကာတစ်ပေါ်တွင်ထိုင်၍ခေါင်းကိုလက်နက်ဖြစ်ခြင်းဖွာနေသည်ဟေးတင်းနီဒီမှာလာပြီးဘာလုပ်နေရလဲတတော်ကြာအေးမိနေလိမ့်မယ်မာရီယာက ထိတ်ဆုံးလီကာတစ်ကအပေါဝနာရက်နေသည်တော့ပါကိုလိုဒုတိယတန်းစားကိုအပေါင်းတင်းမလုပ်ပါနဲ့မာလီယာကသူ့စကားကိုနားမထောင် အော်တိုဆင်လာကသူ့အောက်ကလီကာတစ်တွင်ဝင်ထိုင်နေဆုံရဝေပန်ချက်ကိုဂရုမစိုက်နေပါနဲ့ဟာနင်းတီးတာကောင်းပါရဲ့မနေ့ပြန်ဆိုရင်တရင်စာရည်ရဲ့ပါပြီးအားလုံးဖတ်ကြရတော့မှာ အလဲသားဆောင်ကကောင်တွေကတော့ဒီဝေပန်ချက်ကိုဖတ်ပြီးဟားနေတော့မှာပဲ။ဂရုစိုက်မနေပါနဲ့ဟာသူ့ဝေပန်ချက်ကိုဘယ်ကြောင့်သားကမှဂရုစိုက်ဖတ်ကြမှာမဟုတ်ပါဘူး။ဒီမှာတင်နေကိုပြောမယ်။သူ့ဝေပန်ချက်ကြောင့်နင်နာတယ်လို့ငါလဲနာတယ်။နင်ကပါနာစရာရှိလို့လေနင်ကိုအကောင်းရေးထားတာပဲ။နင်ကိုချစ်တော့နာတာပေါ့။နင်ကညာငါ့ကိုချစ်လို့ရသေးလို့လား။နင်ရက်ကအရှိေ။ သေးပေမရှိတော့သူ့အဖြေကြောင့်မာရီယာမရည်ပဲမနေနိုင်ခဏကြာရင်ဒင်နီလည်းရည်သည်ဒင်နီသည် ရှေ့သို့တိုးလာကမာရီယာကိုသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်ထို့နောက်သူတို့နန်းကြသည်အတန်ကြာရင်မာရီယာကမော့ရည်ကြည့်လိုက်ကကဲအခုနင်းလှဲ့လေဘာလှဲ့လဲငါပြောတာဟိုငါဘက်ကကြီးချစ်ရတာနင်းဘက်ကရောချစ်တာပေါ့ တင်းကျပ်စွာဖက်ထားကြတဲ့ဖြင့်အေးစိတ်သောလေကိုသူတို့တည်မထားမိ။ဟာဘတ်တကရိုနွေရာဒီကျောင်းပိတ်ရက်သည်လူပေါင်းများစွာအဖို့အသေးပင်များစွာရှိသည်။ကျောင်းသားကြီးများကကျောင်းပြန်ဖွင့်လင်တင်ရမည့်စာတမ်းအတွက်အခန်းအောင်၍စာကြက်ကြသည်။ကျေးရတဲ့တာသမီများကမူတက္ကသိုလ်တည်င်းပတ်ဟုသောအားလိုက်ရတွင်စာကြည့်ရန်ဘာမြူတာကျွန်းသို့လေရင်ဖြင့်ထွက်သွားကြသည်ဘာမြူတာကျွန်းတွင်သူတို့အစီအစဉ်မှာနေစာလုံးချင်း ရွက်တိုက်ခြင်းရေပြင်လျှော်စီးခြင်းကယ်လီဆိုအကကခြင်းနှင့်ထိုအကြောင်းကြောင့်ကြောင့်ပင်ရောက်လာကြသောကောင်မလေးများကိုပူပန်းရန်ဖြစ်သည်။နွေရာသီသည်တက်ကရိုသို့အမိခံယုံမျှသာရောက်လာခြင်းဖြစ်သည်။လာမီအားကစားသမားတို့ကလာမီဆောင်းရာသီပြိုင်ပွဲအတွက်ကြိုတင်လေ့ကျင့်ရန်လိုကြသည်။ပြီးကုန်ပြည့်အသင်းသည်ပွေတိုရီကိုကျွန်းသို့ခရီးထွက်သည်။ကျွန်းကအမိဆန်းသလောက်အမြင်လဲဆန်းသည်။ပါမျူတာပင်လယ်ကမ်းခြေမှလို့မဟုတ် လေလာသူများသည်မနေ့9နာရီတွင်အိယာထပြီးလေ့ကျင့်ချိန်အထိတနေကုန်အိတ်ကြသည်ညပိုင်းတွင်ပွေတိုရီကန်ကျွန်းသူလေများနှင့် ကြည်ရန်အချိန်လည်းမရဆန္ဒလည်းမရှိတင်းနစ်ကောက်တီဘေ့စ်ဘောအဖွဲ့များကတောင်ပိုင်းပြည်နယ်များသို့လှည့်ကာဒေသခံတက္ကသိုလ်များနှင့်ပြိုင်ကြသည်သူတို့အဖွဲ့တွေကမူပြေးခုံပြေးအဖွဲ့သားတွေလောက်ချိုးချံခြင်းမရှိညာတိုင်းအပြင်းပြေးဖို့အတွက်ရှိသည် ညလာစားပြီးသည့်နှင့်လှပသည့်တက္ကရုနယ်မြေများတို့တွင်လန်းတလားကြသည်ချစ်စရာတောင်ပိုင်းတက္ကရုကျောင်းသူများသဘောကျတတ်သောဟာဘတ်ဟုသောစလုံးထိုးတာသည့်ဆွေတာတို့ကိုဝှက်လျက်ကယ်လိုလိုင်းနာတက္ကရုနယ်ခဲ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 အနိုင်ကစားပြီးနောက်ဂျေဆန်နဲ့သူ့ကစားပေါ်များသည့်ချာပယ်ဟီမအမျိုးသမီးပရိသတ်ကိုရစ်ဖို့အပြင်ထွက်ရန်ပြင်နေကြသည်ရီချိုးနေစဉ်သူတို့နီးပြားဖြစ်သည့်အိုလီဗီယာကသူတို့ကိုအပြုတ်သဘောဆောင်သည့်ဝေဖန်ချက်တစ်ခုပေးသည် ပြည်ဆံမတင်းနစ်ပွဲတွင်အနိုင်ကစားခဲ့တော်လဲ၊ကွင်းထဲတွင်ခက်လေးလေးဖြစ်နေသည်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နည်းနည်းပြင်ပန်းနေတယ်။ခင်ဗျားကဒါပြောပွဲစားတပြောမျိုးလို့ပြောတာ။ခုတော့လေ့ကျင့်ရရောခီးသွားရရောကစားရရောတိတ်မတက်တာဘူးဗျ။လာစားမှကွာ။ကစားပြီးအပန်းကလေးပါလေးဖြီးမပေါ့။ဒီကူလာတာအပြောလာတာကွာ။အားရရလာတာဒါကိုလည်းမမေ့ပါနဲ့။ဒါပေမဲ့ကျွန်တော်အနိုင်ရိုက်ခဲ့တာနော်။ ဟင်အင်းဟင်အင်းချစ်လို့ပါကွာမာရီယာလေဟင်အင်းကွာအဲ့လိုတော့မလုပ်ပါနဲ့မာရီယာကခက်မက်မက်ထိုင်နေတယ်သူမျက်နှာကနီးရဲလက်ကိုတောင်းမှပါတယ်တင်နီယာဒီလိုတော့မလုပ်ပါနဲ့မာရီယာအသိကောင်းမာတာပဲကွာခက်တာပဲကောင်းမာတာမဟုတ်ဘူးတင်နီနင်ကတည့်ရက်ဆက်တာပဲကိုကျင်းလက်ဆောင်ကို့မှာမူရှိရဒီမူကိုတော့မချိုးပေါက်နိုင်ဘူး ီနီဒီခยีမရောက်လှချစ်ခင်စာရဲများအတွင်ကတက္ကရုနယ်မြေသည်သူတို့နှုတ်ဦးအတွက်ကောင်းကင်ပုံညကျွန်းသာတို့ရအတွင်နောက်ပိုင်း၌သူတို့နှုတ်ဦးကြားတွင်ပြဿနာကလေးတွေရှိလာသည်မာရီယာသည် သူတူဘူးသည်မြမင်္ဂလီတဲ့တွင်ချစ်စရာကောင်းဆုံးအတော်ဆုံးအကျဉ်းသာတတ်ဆုံးအလားဆုံးမင်္ဂလီဟုတင်နေခြင်းသည်မာရီယာကလည်းသူ့ကိုအထင်ကြီးလေးစားသည်တို့ရအတွင်ပြဿနာမှာမာရီယာသည်သူနှင့်အတူအိမ်ရန်ငင်းဆန်နေခြင်းဖြစ်သည် သူတို့နှစ်ယောက်ဒီသူ့ဆိုပါတယ်ထိုင်ရင်နမ်းကြတယ်တို့ရတွင်ဒင်းနီဒီသူ့ဆွေသားအောက်သို့လက်ရှူလိုက်သည်နှင့်မာရီယာ၏ထက်တန်မှုဟူသည်များတို့သည်တင်းကျပ်သောကြောက်လန့်မှုအဖြစ်သို့ပြောင်းသွားကြသည်ဟင်အဲ့ဒီလိုတော့မဟုတ်ပါနဲ့ကွယ်မာရီယာရဲ့ကိုရိုနီယောက်အချက်ဟာအခုမြင်ခုပြောက်တဲ့အချက်မျိုးမဟုတ်ပါဘူးတရားဝတ်တရားတကယ်ချက်ကြတာပါမာရီယာကိုချက်တော့ကိုမြင်ထိနေခြင်းနဲ့ မာရီယာက မတက်ရက်ပြီးသူ့ဆွေသားကိုဆွဲချရဲသူ့ကိုနှစ်သိမ့်သည်ဒိုနီယောလုံကဘရင်ဂျီဘာသာဝင်သည်လေလက်မထက်ခင်မှာဒီကိစ္စမျိုးလဲကျွလွင့်ရင်ပြစ်ရှည်ဘာကိစ္စမျိုးလဲယောက်ျားတယောက်ဟာမိန်းမတယောက်ကိုမချိရဘူးလို့တမာကျန်းစာမှာဆိုထားလို့လားရှောလမုံရဲ့တချင်းထဲမှာဆိုရင်တော့ပါတော့တင်နေပြောပါနဲ့တော့ချီယုံနဲ့ရက်နေမှာမဟုတ်ဘူးရှင့်ရက်ပါတယ်ကွာနေမကျူးစရာကိုကိုကျိန်ပါမယ် မာရီယာကသူ့ကိုကြည့်တယ်။သူ့မျက်နှာကနေရဲ့လျက်ဒီမာတင်နေနင်းကတော့နေမကျူးပဲရက်ချင်ရမှာဒါပေမဲ့ကျုပ်ကကျုပ်ចောင်းကျုပ်တည်တယ်ရှင်ကျုပ်ကနေနေမိတ်ကိုရောက်ရင်အဲ့ဒီမှာရက်နေမှာမဟုတ်ဘူးမာရီယာ၏ပွင့်လင်းမှုကြောင့်ဒီနေ့ဂျင်းနဲ့သွားတယ်ဒါဖြင့်စိတ်ထဲကတော့အလိုတူတယ်ပေါ့မာရီယာကရှစ်စနိုးဖြင့်ကောင်းကျင်သည်ဒီနေ့ရယ်ကိုလေမိမသားတက်ရောက်ပဲ ကိုမင်းကိုချစ်တယ်ကိုရင်ထဲမှာမြူသိပ်ထားရတာရှိတယ်။ဒါပေမဲ့ကိုကဘာသာတရားကိုင်းဆိုင်တဲ့ပရင်ဂျီပါလာဝင်တယောက်ဒီဖြစ်မျိုးကျွလွန်တာဟာပြစ်ကြီးတယ်လို့တရားရှင်ကိုကိုတင်ထားတယ်။ဒီမှာဒီလိုဆိုရင်ကိုမင်းမယ်။နင်လဲ1958ခု regulate တက္ကသိုလ်ကျောင်းသူတယောက်ကိုချစ်တဲ့လူတယောက်နဲ့အိတ်တဲ့အတွက်ငရဲကြမယ်လို့ယူဆနေသလား။ဟုတ်တယ်။လက်မထက်ခင်မှာတော့မကျွလွန်ရဘူး။လကားဟာတွေပါကိုတော့မယုံပါဘူး။ င်းဒီစိတ်တူလာသည်တင်းဒီဒီအလိုမပြည့်သဖြင့်ရှူရှာဖြစ်လာသည်ဒီမှာမာရီယာတနေ့မှာကိုရိုးနှစ်ယောက်လက်ထပ်ကြမှာပဲဒါလို့ဆိုရင်မလွန်တော့သေးဘူးလားသူစိတ်တူနေသည်ကို မာရီယာသတိမထားနိုင်သူကိုယ်တိုင်လည်းစိတ်လို့ရှာနေသည်ဒီမှာတင်းဒီကိုကြည်ပြင်းလူလားမြောက်ရတဲ့ဘဝကိုကိုမမေ့နိုင်ဘူးကိုကိုရေဖြန်းပေးတဲ့ဘုံတော်ကြီးကိုမိဘတွေရဲ့အဆုံးအမအေးလေသူတို့နဲ့မဆိုင်ပါဘူးကိုယုံကြည်ချက်ပဲဆိုပါတော့ ကိုရတဲ့ယောက်ျားကိုပဲကိုရဲ့အပြုပွားကိုပေးခြင်းနဲ့ဖះရေနင့်ယူစားရလဲခင်တော့ကြားလာကြည်လားကင်ဆေးရဲ့အစီရင်ခံစာကိုမဖတ်ရသေးဘူးလားဒီနေ့ခင်မှာမိမဆေးရကနှုံးကပဲဒီလိုတွေးကြတော့တယ်ကဘာပေါ်မှာကိုကနောက်ဆုံးကြံရည်တဲ့မိမတယောက်ဖြစ်စီအောင်တော့ဒါမျိုးကိုကိုမခွင့်ပြုနိုင်ဘူးကိုမင်္ဂလာဦးညာအထိတော့ကိုဟာအပြုစင်ဖြစ်နေရမယ်ဒီနေ့ပတ်ဆက်က အလကားအသိပဲမရှိတာဟုတော့စကလုံးထွက်သွားသည်နောက်ဆုံးတင်းနေသည်ကောင်းပါပြီကောင်းပါပြီဒီလိုဆိုရင်လည်းဒီကိစ္စကိုလုံးဝမေးထားလိုက်ပါတော့ကဲလာညသာသွားစမယ်တင်းနီကမတ်တရက်ပြီးလေစည်းကိုပြင်သည်ဟင်းကိုမလိုက်ချင်ဘူးသူ့အဖြစ်ကြောင့်တင်းနီအံ့အားတင်းသွားသည်ဟင်းဘာဖြစ်သွားရပြန်ရလဲရှင်းရှင်းပြောမယ်တင်းနီကိုရိုးနှစ်ယောက်ဒီအတိုင်းဆက်နေလို့မကောင်းဘူးကိုရိုးနှစ်ယောက်ကြားမှာအဖူးတစ်ကလေးတွေရှိသွားပြီ ဒီတိုင်းဆိုရင်ကိုရိုနီယောချစ်ချစ်ခင်ခင်နေခဲ့ကြတာလေးတွေဟာပျောက်သွားတော့မှာမာရီယာကထန်ရားထတယ်သူ့ကိုခန္ဓာကိုယ်ကိစ္စတွင်တာမကစိတ်တက်ရေးရတွင်လည်းအနိုင်ယူခြင်းမုံရတယ်ဒီနီမင်းကိုကိုရမ်းခင်ပါတယ်ဒါပေမဲ့နောက်ထပ်မတွေ့ကျင်တော့ဘူးနောက်မတွေ့တော့ဘူးဟုတ်လားကိုဘလို့ပြောရမလဲမသိဘူးဟုတ်တယ်လောလောဆယ်တော့မတွေ့ပဲနေကြတာကောင်းမှချင်တယ်ဒီຫນွေမှာ နင်ကလည်းတကယ်ဝတ်ကိုသွားမှာကိုကလည်းဂလီလင်းကိုပြန်ပြီးအလုပ်လုပ်ရအောင်မယ်ကိုတို့နှစ်ယောက်ခွဲနေလိုက်ကြတာကောင်းမဲ့ချင်တယ်ပြန်ပြီးစဉ်းစားကြင်ရတာပေါ့နင်ကိုလက်ထပ်မယ်လို့ကိုပြောပေးပြီပဲဟုတ်ပါတယ်ဒါပေမဲ့နင်တကယ်ပြောရလားဆိုတော့ငါစိတ်ထဲမှာတဏှာဖြစ်နေတယ်ဒါကြောင့်တို့နှစ်ယောက်ခွဲနေဖို့လိုရတယ်ထင်တယ်စာချင်းတော့အဆက်အသွယ်လုပ်လို့မရတော့ဘူးလားရပါတယ်ရေးပေါ့မာရီယာကတကားစီတို့ရှောက်သွားတယ် တကားဝါတို့အရောက်တွင် သူ့ကိုလှည့်ကြည့်ရင်ငါနင့်ကိုကြောက်သွားတယ်ဟုပြောသည် ထို့နောက်မာရီယာသည်အပြင်သို့ထွက်သွားသည်1959ခုနှစ်ຫນွေဦးတွင်ကြော့ကဲလာသည်ဟာဘတ်တက္ကသိုလ်တွင်သုံးသည့်အင်္ဂလိပ်ဘာသာစကားကိုတခြားကျောင်းသားများနှင့်တူကောင်းစွာလိုက်နိုင်လာသည်ကြော့ကဲလာသည်အုတ်ချွေဘာသာရပ်ကိုအဓိကဘာသာဖြစ်ယူသည် သူဆရာဘရီစင်စကီး နောင်တွင်အင်ဖြူတို့အကြံပေးရာရှိဖြစ်လာမည်သူကသူ့ကိုရုရှားပါရာစကားကျွမ်းကျင်ပုံမျိုးတန်ကလန်ကနောက်မှတိုင်းပြည်ရှိနိုင်ငံရေးအကြောင်းကိုနားလည်ပုံမျိုးနှင့်ဆိုလင်အင်ဖြူတို့တွင်အရေးကြီးသည့်ရာထူးမျိုးကိုရနိုင်သည်ဟုပြောသည်ထိုနှင့်နွေရာသီတွင်ကျော်ကဲလာယူဒီပါရာတွင်များမှအုတ်ချုပ်ရေး180နိုင်ငံရေးအခြေခံမှုများစသည့်တို့ဖြစ်သည် ထိုပါရာရက်ကိုတင်သည့်ဆရာမှာဝီလျံပါမာအဲလီယိုဖြစ်ပြီး ဒူခမ်ဘောအန်ဒူအလီယောနှင့်စီမျိုးတော်ဆက်တီဟုဆိုကြသည်ထိုပါရာရက်ကိုရွေးလိုက်ခြင်းသည်သူ့အဖို့ကံကောင်းသည်ဟုဆိုရမည်ထိုဆရာ၏လက်ထောက်မှာ အင်္ဂလိပ်စကားကိုနိုင်ငံခြားသံဝဲဝဲဖြစ်ပြောတတ်သည့်ခပ်ပင်ပင်ဆရာလေးဖြစ်သည်သူ့အမိကဟန်နရီကစ်ဆင်ဂျာနောင်တွင် အမေရိကန်နိုင်ငံသားရေးဝန်ကြီးဘာကြောင့်မှမသိကျော်ကဲလာနှင့်ကင်းစင်ကြတို့သည်မြင်မြင်ချင်းတယောက်ကိုတယောက်ခင်မင်းသွားကြသည် ကစ်စင်ဂျာကကြော့ကဲလာလိုပင်မိမိတိုင်းပြည်မှာ ထပ်ပြေးလာသူတယောက်ဖြစ်သည်ကစ်စင်ဂျာမှာအရှေ့ဂျာမနီမှာထပ်ပြေးလာခြင်းဖြစ်သည်သူဒီနိုင်ငံရေးတွင်တဘောတရားရောလက်တွေ့ပါကျွမ်းကျင်နှက်ဆက်သူဖြစ်သည်ကစ်စင်ဂျာကိုတော်တာကေဟုခေါ်လိရှိသည်တော်တာကေသည်ဟာဘတ်တက္ကသိုလ်နီနိုဖလေပွဲများကိုဦးစီးသူဖြစ်ပြီးကမ္ဘာတွင်အရေးကြီးဆုံးသောနိုင်ငံရေးဂျာနယ်တစ်ခုဖြစ်သည်နိုင်ငံခြားရေးရာဂျာနယ်တွင်လည်းအက်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သည် ဒေါက်တာကီစင်ဂျာသည်ဂျိုကီလာအားသူ့ဆွေနွေးဝိုင်းကလေးများတို့တွင်ပေးတတ်သည်ဂျိုကီလာ၏အရေးချင်းကိုသူသဘောကျသည်ထို့အပြင်ဂျိုကီလာအားကီစင်ဂျာသဘောကျသည့်အချက်တစ်ချက်ရှိသည်ယင်းမှာရုရှားပါတာစကားကျွမ်းကျင်မှုဖြစ်သည်တို့ရတွင်ဂျိုကီလာသည် ဟာဘတ်တွင်နံပါတ်1သူတက်ပြောရရင်ကဘာပေါ်တွင်နံပါတ်1ဖြစ်ခြင်းသည့်အလျောက်စာကိုစူးစမ်းသည်ထို့ကြောင့်ဆရာများကဂျော့ကေလာကိုသူတို့အဖွဲ့ငယ်ကလေးများတို့ထည့်ခြင်းကြသည် သူနဲ့ပြိုင်ဖက်ဆရာဘရီစင်စကီကဆိုရင်ကြော့ကဲလာကိုသူ့ဖွဲ့ထဲတင်ထည့်ကျင်နေဒီမှာတပိုင်းတည်နေကြောင်းကစ်စင်ဂျာကောင်းကောင်းသိသည်ပထမစာတင်နှစ်ဝက်အစည်းအဝေးတစ်ခုတွင်ဒေါက်တာကစ်စင်ဂျာကကြော့ကဲလာရဲ့အားရင်ဆရာခဏတွေ့ကျင်နေကွပြီးခဲ့တဲ့ပတ်ကမင်းရေးခဲ့တဲ့အစည်းအဝေးနဲ့ပတ်သက်လို့ဆရာစကားတစ်ခုနှစ်ခုပြောကျင်နေရပါတယ်ဆရာကြော့ကဲလာကပြောသည် မိမိအစေးနဲ့ပတ်သက်၍ဆရာကအပြစ်တင်တော်မူဟုစိုးရိမ်မကင်းဖြစ်နေသည်ကျွန်တော်အစေးမှန်ရဲ့လားဆရာမင်းအစေးကမှန်ယုံတင်မကဘူးကွပထမတန်းစားအစေးပဲအရှိဥရောပတတနာတွေနဲ့ပတ်သက်လို့မင်းအစေးလို့စစနာနာရေးထားမျိုးငါတခါမှမတွေ့ဘူးတဲ့ကျေးဇူးတင်ပါတယ်ဆရာကျော်ကယ်လာဝမ်းသာနေသည်မင်းကဟန်ဂရီပြည်ကတင်သွင်းတဲ့နောက်ဆုံးကွန်ပျူတာစီတစ်ခုပေါ့ကွာဘူတာပတ်စ်တက်ကတူတုံးကမင်းပေပါလာယူခဲ့တာလေ ဥပဒေပညာရပါဆရာဆိုပြီးရဥပဒေပေါ့လေဘာမှအသုံးမဝင်ပါဘူးဆရာဒါကတော့ဘုဒ္ဓတွက်လဲဆိုတာပေါ့မူတည်ရပေါ့ကွငါသူရိတနာလုပ်ငန်းတွေအတွက်တော့မင်းလိုအရှေ့တိုင်းဥရောပတသနာနဲ့ဆိုဗီယက်ဥပဒေတွေကိုနားလည်ပြီးရုရှားလိုကောင်းကောင်းတက်တဲ့လူတွေတိတ်သုံးဝင်တာပေါ့ဆရာကတခုတော့ပုံမြင်လင်းလင်းပြောမယ်ဆရာကျွန်တော်ကဘူတာပတ်တက်ကရိုကဘာပွဲမှမရခဲ့ဘူး ဒါကြောင့်မို့ကျွန်တော်ကိုကြွန့်ကျင်သူလို့တော့ပြောလို့မရဘူးထင်ပါတယ်။ကျွဲကော့ကိုင်းအနယ်တက်ထားသည့်ထူထဲသည့်မျက်မှောက်အောင်မှကင်းစင်ကြ၏မျက်လုံးများသည်တစ်ဖြက်ဖြက်တောင့်နေကြသည်။အေးမင်းတို့ဟန်ကရီမှာတော့ဒီလိုဟုတ်ခြင်းဟုတ်မှာပေါ့လေ။ဒါပေမဲ့သူဟာဘက်မှာတော့မင်းတို့အတွေ့အကြုံမျိုးရှိရလို့သိချားတယ်။ကျမရဲ့သွားတဲ့တောင်ရှားမယ်ထင်တယ်။ဇူလိုင်မှာနှင်းပွင့်နေရှားတယ်လို့ပြောစရာ။ဂျိုကေလာကသူ့အင်္ဂလိပ် EDN ကျွဲဝကြောင်ပြသည်။ ေးဟုတ်တယ်ကောင်းပြီလေမိမအချင်းဖို့ရှိရင်တို့ဌာနမှာလက်ထောက်ဌာနမှုအနေနဲ့ထားခြင်းနဲ့ဥပဒေလေးလာရေးဌာနကတနအီကို2ဒေါ်လာပေးတယ်မဆိုးပါဘူးပြီးတော့သူရိဇနာလုပ်နေရင်လည်းအထက်တန်းတွေအတွက်စာတန်းရေးဖို့အကြောင်းအရာရွေးပေးနိုင်ရင်လည်းပို့ကြည့်လို့ပါလို့ရအောင်မယ်အတိလို့ဆိုရင်ကျွန်တော်ပွဲယူစာတန်းအတွက်ဆရာကြီးကြက်ပေးမယ်ပေါ့ဆရာအေးမင်းကကြီးကြက်စီခြင်းနဲ့ဆိုရင်ငါဝမ်းသာတယ်ဒီတော့မင်းကလည်းငါပြောတဲ့အလုပ်ကိုလက်ခံမယ်မလားစဉ်းစားကြည့်နေလား ဒါမှမဟုတ်မင်းဌာနကဆရာနဲ့တိုင်ပင်ခြင်းသေးလားမင်းဆရာကပိုလန်လူမျိုးဟုဘရီစင်စကီဆိုတဲ့လူငယ်လေးမဟုတ်လားဟုတ်ပါရဲ့ဆရာကျွန်တော်ဆရာကိုရှင်းပြပါမယ်ကျွန်တော်ဘယ်တော့အလို့စားလို့လို့ရမှာလဲဆရာဒီနေ့လည်းစားပြီးငါရုံးကန်ကိုလာခဲ့ကွာကဲဒီနေ့ကစားပြီးအတန်းပြင်ဖက်မှာဆိုရင်ဟန်နီလူလို့ပဲခေါ်ပေါ့တို့ဖြင့်အငေတန်းနှစ်များကုံဆုံးသွားကြည့် အပြင်ဘက်လောကကြီးတွင်မူအိုက်ဆင်ဟောင်းဝါသည်ဒုတိယအကြိမ်သမ္မတအဖြစ်ရွေးချယ်ခံရသည်ဟာဘတ်တက္ကသိုလ်ကျောင်းတော်ကြီးထွက်ကာရင်မင်းသားအာခိုင်အီးသားသည်တန်ပေါင်းများစွာသောခိုကြာလူမျိုးတွေအကြီးအကဲဖြင့်တင်းမြောက်ခြင်းခံရသည်သူတို့ကိုကြည့်၍မိမိတို့ကိုဖျားသခင်သည်အမြင့်ဆောင်လျှောက်တော်မူသည်ဟု ဟာဘတ်တက္ကသိုလ်ကျောင်းတော်ကြီးတို့ဂုဏ်ယူကြသည်ကြောကေလာသည်ပထဝီအားဖြင့်ရောစိတ်သက်အားဖြင့်ပါ ခရီးအဝေးဆုံးမှလာခဲ့ရသည်ဖြစ်သည်။ခုနှစ်လလောက်ရှိသည့်အခါတွင် အင်္ဂလိပ်စာကိုကောင်းစွာနှင်းနှင်းနေလေပြီ။ဝါကျများကိုသူကြိုက်သလိုတိဆောက်တတ်လေပြီ။ငင်းခုန်မှုတတိုင်းကြီးများကိုချိုးပြက်ပြီးတစ်ဖက်သားကိုဆွဲဆောင်ရာတွင်သူ့အဖို့နေရုပ်ကလေးတွေကိုရွှေ့သလိုစကလုံးများကိုသူတုံးဆွဲတတ်နေသည်။သို့ဖြင့်ဂျိုကယ်လာသည်လူတိုင်းအားကြရတော့ဒေါက်တာကစ်စင်ဂျာ၏သုတေသနလုပ်ငန်းလက်ထောက်ဖြစ်နေလေပြီ။နိုင်ငံတကာနီနိုပလီ၏အဖွဲ့တွင်ကစ်စင်ဂျာ၏လက်ထောက်ဖြစ်နေလေပြီ သူအဖွဲ့ကျွေးကြော်တန်ဖြစ်သောမြစ်ဆုံဂျာနယ်တွင်အက်ဒီတာအဖွဲ့ဝင်တယောက်ဖြစ်နေလေပြီသူတို့နှီးနှောဖလှယ်ပွဲလုပ်ငန်းများမှာတန်ကလန်ကအတွင်းနဲ့အပြင်ရှိ တိုင်းပြည်များမှအစိုးရအရာရှိများပညာရှင်များကိုဖိတ်ခေါ်ပြီးအုတ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်းဟောပြောပို့ချစီရင်ဖြစ်သည်ဂျိုကယ်လာ၏အလို့မှာအရှိဥရောပတိုင်းမှလာသည့်ကိုစလေများနှင့်ကစ်စင်ဂျာအပေါ်တွင် သူတို့ထင်မြင်ချက်ကိုတီးခေါက်ကြည့်ရသည် ထိုအတောတွင်းတွင်ဂျေဆန်သည်အာကာစနယ်ပယ်တွင် အောင်မြင်မှုများကိုတစ်ခုပြီးတစ်ခုရနေသည် CI48 တင်းနစ်ချန်ပီယံပွဲကိုဒုတိယနှစ်ဆက်ရသည်ဟာဘတ်တက်ကတို့တင်းနစ်ဘောလုံးအသင်း၏ကပတိန်အဖြစ်ရွေးချယ်တင်မြှောက်ခံရသည်ဆာရာတို့မှမူမခွဲနိုင်မခွာရအောင်ဖြစ်နေကြသည်နွေရာသီနှစ်လကျောင်းပိတ်ရက်ကလေးမှပင် သူတို့မခွဲနိုင် ထို့ကြောင့်ဆာရာကနွေရာသီကျောင်းတက်ခွင့်ပေးရန်မိဘတွေကို ပူဆာပြီး ခွင့်ပြုချက်ရသည်နှင့် ကင်ဘရစ်မြောက်ပိုင်းတွင်အိတ်ခမ်းလေးတစ်ခန်းငှားသည်အမေကမူတသမီးတီလောက်စာကြိုးစားနေသည်ကိုကြည့်၍နည်းနည်းတန်ကြားဖြစ်သည်သူရတဲ့အဖေကြီးကသဘောတူသည် သူနှင့်နွေရာသည်သည်သူတို့ချစ်သူနှစ်ယောက်အဖို့ရှေလျား၍ရမန်းငွေရှန်သောနွေရာသည်ဖြစ်သည်ခွဲရသည့်အခါတွင် သူတို့နှစ်ယောက်သည်အသေးသည့်နင်းရသည် သူတို့အိတ်ခမ်းလေးကိုဆွံ့ရသည်မည်ဟု ဆိုသည့်အခါတွင်ဆာရာသည်တပတ်လုံးလုံးငိုနေသည်1959ခုနွေရာသီတီက ်ဒင်နီအဖို့ဇလန်းရှိကြီးတွင် ပနာမအဖွင့်တီလုံးတစ်ခုနှင့်တူသည်အော်တိုဘာလ24ရက်နေ့တွင်ဘော့စတန်စင်ဖိုနီတီဂီတာဂီတာဝိုင်းကြီးတွင် သူနှင့်အတူလာသည်ဖို့ဆရာကြီးမန်ကသူ့ကိုခေါ်ထားသည်ထို့အခွင့်ရေးသည်ဂီတာလောကတွင်ရခဲ့ပြီချင်းထို့သတင်းကိုသူဂီတာဆရာလင်ဒေါ်ကိုပြောပြသည့်အခါဆရာသည်ထို့ပွဲကိုသူကိုယ်တိုင်လာ၍နားထောင်ခြင်းဖြင့်ဘော့စတန်သို့သွားရန်လေရင်ကဆုနေသည် တို့ရတွင် သူဘွားတွင်စေပြက်စရာတွေရှိသေးသည်ပွဲဦးထက်ဂီတဝိုင်းကိုမရမ်းရောင်တရင်စာတွင်ဆွန်ယာကဝေဖန်သည့်ကိစ္စကိုသူမမေ့နိုင်သေးမာရီယာနဲ့ဆက်ဆံရေးကလည်းမပြည့်ပြည့်ခြင်းထိုထက်စေမကောင်းစရာတစ်ခုပေါ်လာသည်တင်ငယ်ဝိုးတို့ရောက်နေစဉ်တညတွင်အမေထံမှဖုန်းဆက်လာသည်သူဆရာရင်ဆရာလင်းတော်သည်နှလုံးရောဂါကြောင့်ကွယ်လွန်သွားပြီဟုအမေကပြောသည် ီနေသည်အထုပ်ဖို့ကိုကောက်၍မိယာလေးရင်နှင့်လိုက်လာခဲ့သည်တုတ်တန်တွင် သူ့ဆရာ၏အလောင်းကိုကြည့်ရင်ဒီနေသည်မရှက်မကြောက်ငိုမိသည်အချိန်တိုဝတ်ပြုဆူတောင်းပွဲကြီးပြီးသည့်အခါတွင်အာသုဘပို့သူများတဖြည်းဖြည်းပါသွားကြသည်တုံးနှင်းမြကွဲနေသည့်အမေကအိမ်ကိုလိုက်ရန်ခေါ်သည်ဆရာလင်တော်ကသူ့ကိုသူ့အဖေနဲ့တင်းမြတ်စေလိုသည်ဟုသူ့နောက်ဆုံးဆန္ဒကိုပြောသွားခဲ့သည်တို့ဖြင့်ဒီနေ့ဒီစိတ်မချမ်းသာဖြင့်သူကြီးပညာအိမ်သို့လိုက်သွားခဲ့သည် ဒီအတော်အတွင်သူ့အဖေသည်ရုံရောစိတ်ရောတော်တော်ပြောင်းသွားခဲ့ပြီကျသွားခဲ့ပြီမျက်နာတွင်အရေးကြောင်းသို့ထင်စားပြုကာနှစ်ထင်တွင် စပင်တို့ဖြူအောင်တန်းနေပြီသူရတဲ့သူတို့သားဖနှစ်ယောက်မျက်နှာချင်းဆိုင်မိသည့်အခါ၌တော်တော်နဲ့စကားမပြောဖြစ်ကြဒီနည်းစိတ်ထဲတွင် သူ့အဖို့အထင်သေးခဲ့ရက်ဆက်ခဲ့သည့်အဖေကိုတတိယရန်စူးစမ်းကြည့်သည်အဖေကိုမုံရင်မရတော့သည့်တိုင်ချစ်ရွကမရသည်မင်းကြည့်ရတာကျမကြီးတော်တော်ကောင်းတာပဲကွာ ဖေဖေလဲဒီတိုင်းပါပဲအေးကွာပြီးခဲ့တာလည်းပြီးပါစေတော့ကြာလိုက်ပြီပဲအဖေကဒီမျှသာပြောချင်းဒီနီကလည်းအဖေထံမှဒီလိုပြီးရပြေးချောင်းစကားမျိုးသာကြားချင်းသည်အဖေထံမှဒီလိုသဘောထားကြည့်မှုမျိုးဒီလိုဥပေက္ခမျိုးကိုသူလိုချင်သည်ဒီနီကသူတို့နှစ်ယောက်အဆင်ပြေမှုပြီးဆုံးသည့်သဘောဖြင့်လက်ကိုကမ်းပေးသည်မျက်လုံးနှစ်စုံသည်ပုတ်ဖက်မိကြသည်အေးအဖေဝမ်းသာတယ်သားပြီးခဲ့တာတွေမိလိုက်တော့ ဟုတ်တော့လေဟုတ်တာပဲအခုဒါတွေဘာမှအရေးမကြီးတော့သူကတကယ်အဖေတယောက်လိုဆက်ဆံခဲ့သူဒီကွယ်လွန်သွားပြီဟုတင်းနှိစိတ်ထဲတွင်စွဲနေသည်